ပြီးခဲ့တဲ့မေ13ရက်နေ့မှာမြန်မာအိန္ဒိယနယ်စပ်တမူးမြို့နယ်မှာအမှုခရိုင်ပကပဆယ်ဦးအဲတပ်ဖြတ်ခံမှုဖြစ်ပွားခဲ့တယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီမိသားစုဝင်တွေနဲ့တလိုင်းအရာစုတွေဖြစ်တဲ့ဒီတမူးတပိတ်အဖွဲ့ဝင်တွေကနေတရားမျှတမှုရရှိဖို့ဒီအမှုမှန်ပေါ်ပေါက်ဖို့ဆောင်ရွက်ပေးဖို့ဒီအိန္ဒိယအာဏာပိုင်တွေကိုတောင်းဆိုနေတာရှိပါတယ်။ဆိုတော့အဲ့ဒီတောင်းဆိုနေတဲ့အခြေအနေကဘယ်လိုရှိလဲ။ဥပမာအိန္ဒိယဆိုတာကျူးလွန်သူတွေကို ဒါအရေးယူဆောင်ရွက်တာတွေရှိရလားဘယ်လိုသိထားရလဲအဟုတ်ဒီမေ3ရက်နေ့မှာဖြစ်စင်မှာပေါ့နော်အဲ့ဖြစ်စင်မှာတော့ဒီတော်လိုင်းမိသားစုဝင်တွေတော်လိုင်းတော့တော်လိုင်းရဲ့အင်အားစုတွေပေါ့နော်သူတွေနဲ့တရားမျှတမှုရှိဖို့အတွက်ကိုအိန္ဒိယဘက်ကနေပြီးတော့ပြောချေးပေးမယ်လို့တော့ဆက်သွယ်လာတာမျိုးရှိရလို့သိရပါတယ်ဟုတ်ဒီလိုတမုခင်ရဲ့ပကပဆယ်ဦးတပ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးမြို့သားညီညီရေးဆိုရအန်ယူဂျီကဒီအိန္ဒိယဘဝအစိုးရနဲ့ ဆွေးနွေးမှုတွေရှိတယ်လို့တည်ထားရပါတယ်ဆိုတော့အဲ့ဒီအချက်ပေါ်မှာဒေသခံတွေကအိန္ဒိယဗဟိုအစိုးရတခုတည်းနဲ့မလုံလောက်ဘူးအသက်ခံပါတီတွေဒီလူခွေလှုပ်ရှားကြတဲ့ရက်ဖက်ဖွဲ့စည်းတွေကိုဒီဖြစ်စဉ်တွေကိုပေးပို့တဲ့နယ်ဒါဆွေးနွေးဖို့ဖိတ်ခေါ်တဲ့နယ်ဆိုပြီးတော့အကြံပြုနေကြတာတွေရှိတယ်ဆိုတော့တရားမျှတမှုရဖို့တပုတ်တပိတ်အဖွဲ့ဝင်တွေနဲ့ဗာမျက်ဖြစ်ဆွတ်ပြီးတော့တိုက်တွန်းနေမှာလဲ ဟုတ်ရောချိပေးမယ်လို့ပြောလာတဲ့အနေထားဆိုတော့ဒါတစိမ့်တစ်ပိုင်းအဖြစ်တော့ကျွန်တော်တို့ကတယောက်မှုရှိတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီလောက်ဆောင်ချက်တရားတိုးတက်မှုတစုံတရားရှိတယ်လို့တော့ထင်ပါတယ်။နောက်ဒီတမှုခင်ပကပဆယ်ကိုတပ်ဖက်ခံရတာတော့မိသားစုတွေကနေပြီးတော့အမှုပံပေါ်ပေါက်ဖို့ပေါ့နော်။နောက်ဒါကကျွန်တော်တို့အနေထားနဲ့ပြောရမယ်ဆိုလို့ရှင်တို့ကဟာပေါ့နော်ဆက်သွေးကြွလို့တတ်မှတ်လိုက်တဲ့အနေထားဆိုတော့ကျွန်တော်တို့တော်လိုင်းရဲ့အနေနဲ့လည်း ရုပ်ပြက်တယ်ပေါ့နော်ကျွန်တော်တို့ PDF တွေကို PDF တွေဒီလိုပုံစံမျိုးပဲစက်စက်တိုက်ဆက်ဆက်မယ်ဆိုတော့အနေထားမျိုးလို့ကျွန်တော်တို့တုံတုံတက်တာကိုဆိုတဲ့အတွက်ကြောင့်ဒီကိစ္စကတော့ဒီလိုသူတို့ရော်ချေးပေးမယ်ဆိုတဲ့အနေထားကိုသိရတော့ဝမ်းတာရယ်လို့ပဲပြောမှာပေါ့နော်ဒါကျွန်တော်တို့ရဲ့အမှုအနေထားဆိုလို့ရှိရင်ကျွန်တော်သူတို့အစငင်းဆန်ထားသလိုမျိုးစစ်သွေးကြွတယ်မဟုတ်ဘူးနဲ့ဒါ PDF page ဖြစ်တဲ့အကြောင်းကိုလက်ခံတယ်ဆိုပဲပြောရမှာပေါ့နော်ပကပဆဲဦးအလောင်းပြန်ပေးတဲ့အခါမှာဒီအိန္ဒိယအနာပိုင်းတွေကနေပြီးတော့ ်နေဆက်ခြံစည်းရုပ်ကာတာတွေကိုမကန့်ကွက်ဖို့ဒီတော်လိုင်းရဲ့အားစုတွေကိုဖိအားပေးတယ်လို့သိထားရတယ်။ဆိုတော့ခြံစည်းရုပ်ကိုအိန္ဒိယအာဏာပိုင်တွေကစစ်လက်လုတ်ကင်နေတာရပ်တန့်ထားလားဘယ်လိုသိထားရလဲ ဒီ chance you ကတဲ့ကိစ္စဆိုလို့ရှင်လဲဖိအားပေးတဲ့ကိစ္စရယ်ဆိုလို့ရှင်လဲအခုလက်ရှိလက်ရှိမှာခဏရှင်းနာထားရလို့သိရတယ်ပေါ့နော်ဆိုတော့အခုဒီအနေထားတော့ခဏရှင်းနာထားတဲ့အနေထားသူတို့ဘက်ကလည်းဒါလွန်သွားတဲ့လွန်သွားတဲ့အတွက်ကြောင့်မလို့ရှင်းနာထားပြီးအနေထားလို့ပဲသုံးသပ်ထားသေးရပေါ့နော်လုံးဝရပ်ပလိုက်မယ်ဆိုတော့အနေထားမျိုးတော့မရှိဘူးလို့ပဲထင်ပါတယ်ဒီဖြစ်စဉ်မှာအိန္ဒိယအာဏာပိုင်တွေကတော့တိုက်ပွဲဖြစ်ပြီးတော့တေဆုံးတယ်ဆိုပြီးတော့ထုတ်ပြန်ထားတာရှိတယ်ပေါ့နော်ဆိုတော့တမှုခေပကပ10ဦးက ဘယ်လိုတည်ဆုံးခဲ့တယ်ဆိုတာလေးပြောပြပေးပါဦးအမ်အိန္ဒိယအာဏာပိုင်ငါနေပြီးတော့ပေါ့နော်အိန္ဒိယအာဏာပိုင်စတက်တီကနေဆက်ဖြတ်ကျော်ဝင်ရောက်တယ်လို့သူတို့ဆွဆွဲထားတာပါတကယ်တော့တမှုခရင်ပါကဖားရဲ့ဒီ ကန့်ပြောင်းတာပေါ့နော်ပထမမူလနေခဲ့တဲ့ကန့်မှာကျတော့ဒီ jet fighter ရဲ့အရန်ဝဲအတွက်ကြောင့်မလို့သူတို့ကနေဆက်စင်းမြင့်ဘက်ကိုပဲကန့်ပြောင်းတာပေါ့ဒါကအခုချိန်မှာဖြစ်ခဲ့တဲ့ကိစ္စတော့မဟုတ်ခဲ့ဘူးကျွန်တော်2021ဆက်အစပြီးတော့ဒီဆက်အနာသိန်းဖြစ်စဉ်ဖြစ်ခဲ့တာကျွန်တော်တို့ဒီနေဆက်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်လက်နဲ့ကင်စုဖွဲ့မယ်ဆိုတဲ့အချိန်မှာကျွန်တော်နေဆက်ဖြစ်တဲ့အိန္ဒိယနိုင်ငံရဲ့ကြောယူ border line ရဲ့ကြောယူပေါ်မှာကျွန်တော်မိခိုးပြီးတော့မှဒီနီးနဲ့ပဲကျွန်တော်ဖြည့်ရှင်းခဲ့ကြရတယ်ပေါ့နော်ဒီ2025ကျမှဒီလိုမျိုး အိန္ဒိယအာမေစစ်တပ်ကနေပဲကျွန်တော်တို့ PDF တို့တက်တဲ့ဖြစ်စဉ်ဒါပထမဆုံးညဖြစ်တာပေါ့နော်တကယ်ဖြစ်ခဲ့တာကဒီမေလ23ရက်နေ့ပေါ့နော်မေလ23ရက်နေ့ည6နာရီခွဲမှာသူတို့ဖမ်းသွားတာပါကျွန်တော်မြန်မာပိုင်နဲ့မှာနေနေတဲ့မြန်မာပိုင်နဲ့မြန်မာကတ္တရာလမ်းရဲ့ဒီနည်းနည်းဝင်လာလို့ရှိရင်ရောက်သွားတဲ့နေရာမှာနေနေတဲ့ကျွန်တော်ရဲဘော်ကန့်ကိုဝင်ပြီးမှသူတို့စီးသွားတာပါ ညမှာဖြစ်သွားတာဒီကျွန်တော်ဘက်မှာဖုန်းလိုင်းအင်တာနက်လိုင်းအကုန်ပြတ်တောက်နေတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကဒီဟာပျောက်သွားဖြစ်စဉ်ကျွန်တော်မသိဘူးဒါပေမဲ့၁၄နှစ်မနက်ခင်းမှာဒီအဲ့ဘက်အချမ်းမှာဒီစခန်းကိုရိတ်ခါပိုးတဲ့ပြည်သူရှိရယ်ပေါ့နော်ဆိုတော့အဲ့ပြည်သူကရိတ်ခါတော့ပိုးတဲ့အချိန်မှာစခန်းမှာဘာမှမရှိဘူးနောက်တစ်ခုကရဲဘော်တွေစားဖို့အတွက်ပြင်ထားတဲ့ငါးငါးဟင်းလေးပေါ့နော်အဲ့ဒါလေးရှိတယ်သူတို့မီးဒီဒေိုးထဲမှာပဲရှိသေးတယ်အဲ့ငါးဟင်းတောက်မှာသူတို့မစားရသေးဘူးပေါ့နော်နောက်တစ်ခုသူတို့ရဲဘော်တွေရဲ့အဲ့ရလေးတွေတောက်မှာဒေတိုင်းမရှိသေးအဲ့ရလေးတောက်မှာခင်းရသေးဘူးအဲ့ချိန်မှာခေါ်သွားတယ်ပေါ့နော်ဆိုတော့ ဒီဟာကဒီရုပ်အလောင်းတွေကိုပြန်ပေးဖို့အတွက်ကိုကြတော့လဲသူတို့က15ရက်နေ့ညအထိကျွန်တော်တို့ဒီ PDF တွေရဲ့ဒီဒီဘက်ခေါင်းဆောင်ပိုင်းတွေကတွားပြီးမှတောင်းနေမှာ PDF ဆိုတဲ့ဒီအရက်ဖက်အုပ်ချုပ်ရေးရဲ့ခေါင်းဆောင်ပိုင်းတွေကတောက်တောင်းနေပေါ့နော်ခရင်တာဝန်ကလည်းတောက်တောင်းမိမဲ့သူတို့ကအချင်းချင်းမရှိဘူးလို့ပြောပြီးတော့မှ16ရက်နေ့ကျမှသူတို့လာယူပါဆိုတဲ့စကားကိုလာပြောတယ်ပေါ့နော်ဒါကလည်းအဲ့ဘက်အချမ်းမှရှိတဲ့ဒီ new center လို့ခေါ်တဲ့ရွာဘက်မှာရှိတဲ့အိန္ဒိယအာမေစစ်တပ်ပေါ့နော်အဲ့စစ်တပ်ကနေမှလာယူပါလို့ပြောတာပါလက်ရှိမှာအိန္ဒိယအာဏာပိုင်တွေကချန်စီယိုးတွေကို အတိုးချက်ကထားတယ်လို့လည်းတည်ထားရတယ်ပေါ့နော်။အဲနောက်ချက်ကစက်တပ်အင်အားတွေလည်းသူတို့ကတိုးချက်ချထားတယ်လို့လည်းသိရတယ်။ဆိုတော့အဲဒီဟာတွေကပေါ့နော်ဒီဒေါ်လာအင်အားစုတွေနဲ့ဒီအိန္ဒိယနိုင်ငံကိုထွက်ပြေးသိမ်းရှောင်နေကြတဲ့ဒီမြန်မာနိုင်ငံသားတွေအပေါ်မှာတည်ရောက်မှုရှိလာနိုင်တယ်ဆိုပြီးတော့ဒါပြောဆိုနေကြတာလည်းရှိတယ်။ဆိုတော့လက်ရှိကဒီစစ်ရှောင်နေတဲ့ဒီဒေါ်လာအင်အားတွေကဘယ်လိုစိန်ခေါ်မှုများကြုံတွေ့နေရလဲဗျ။ကျွန်တော်တို့ရဲ့ တရားညှတမှုကဘယ်မှာလဲကျွန်တော်တို့ဒီစစ်တပ်ကအာဏာသိမ်းတာကိုခံနေရတဲ့နိုင်ငံမှာတော်လှန်ရေးရဲဘော်အဖြစ်ကျွန်တော်တို့ထွက်လာတာကျွန်တော်တို့တပုံလည်းမဟုတ်ဘူးကျွန်တော်တို့ကဓမြတွေမဟုတ်ဘူးနောက်တစ်ခုကျွန်တော်တို့ဒီနိုင်ငံတကာမှာလေးစားမှုလုံးဝမရဘူးဆိုတဲ့အနေအထားနဲ့ကျွန်တော်တို့သွားနေရမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီလိုကိစ္စမျိုးမှာဘာကြောင့်ကျွန်တော်တို့ရဲ့နှွေးတော်လှန်ရေးရဲဘော်တွေရဲ့ဒီလိုဆယ်လောင်းပြိုင်တတ်ခံရတဲ့အနေအထားတွေဖြစ်အောင်အနေအထားမျိုးပေါ့နော်သူတို့ဒီ အိမ်မရစစ်တပ်အနေနဲ့ကျူးလွန်လာလေဒီလိုလောက်ရမျိုးဘာကြောင့်ကျူးလွန်လာလဲဒီနေဆက်ချန်စီယိုပြဿနာဒီ2012 2013ဦးသိစိတ်တမလာလက်ထက်ခဏရရှိခဲ့တဲ့ပြဿနာဒီအချိန်ကျမှဘာကစ္စတန်တို့တို့အမျက်ထုတ်အမျက်ထုတ်တဲ့လမ်းစဉ်လိုက်နေလိုက်နေရလဲပေါ့ဒါကသူစက္ကဆပကနေဆိုလို့ရှင်လဲသူတို့ဒီမြန်မာအိမ်မရဒီတမူးနဲ့မိုးလေကြားထဲမှာရှိတဲ့နေကြာနေကြာစီမြင့်ကိုလည်းသူတို့အရန်ကြွကြွထားတယ်လို့ အဲ့ဒီကိစ္စလည်းစကားစားဘက်ကလည်းပြောတာရှိတယ်ဒါပေမဲ့စကားစားဘက်ကပြောတာကြာသူတို့လက်ခံဘာလို့ကျွန်တော်တို့ PDF ရဲဘော်တွေရှိရမြန်မာပိုင်နဲ့ဗျာကျွန်တော်ပြောချင်တာမြန်မာပိုင်နဲ့ကျွန်တော် PDF တွေကလက်လက်ကင်မှာတစ်ဖက်နိုင်ငံဘယ်တော့ခါမှမဝင်ခဲ့တော့ဘူး2021မှာကျွန်တော်တို့အကြောင်းအကျိုးအကြောင်းမသိတဲ့ကြောင့်တောင်းအောင်တွားခဲ့လိမ့်မယ်ဒါပေမဲ့ဒီ2025ခုနှစ်တော်လန်ကြီး၄နှစ်ကျော်သွားတဲ့ကာလမှာကျွန်တော်တို့တေချာနေဒီနယ်ချက်စီမင်းကိုကျွန်တော်ကြော်ပြီးမှကျွန်တော်ယူနီဖောင်းမပြောနဲ့ဒီစစ်ဘက်နဲ့ပတ်သက်တဲ့အုပ်ထုတ်တော့ကျွန်တော်မသွားဘူးဘာတဲ့စိတ်တော့ကျွန်တော်တို့မယူဘူး ဒါတော့ဒီကျွန်တော်တို့ဘက်ကစီကန်းစောင့်ထင်းခဲ့ပြီးတော့မှတစ်ဖက်နိုင်ငံအချုပ်ချာအာဏာကိုကျွန်တော်တို့လေးစားတဲ့နေရာမှာဘာကြောင့်ကျွန်တော်တို့ရဲ့ຫນွေဥတော်လိုင်းရဲဘော်တွေရှိတဲ့နေရာຫນွေဥတော်လိုင်းရဲဘော်တွေဒီလိုမျိုးတက်ဖြတ်တာလေဘာကြောင့်လုပ်တာလဲဒါကဒါဒီမြန်မာစစ်တပ်နဲ့ရောတက်ဆိုင်နေမနေမနေဘူးလားပေါ့နော်ဒါတော့ကျွန်တော်ပြန်မေးခွန်းထုတ်ချင်တယ်ကျွန်တော်အနေနဲ့တကူတဲ့သုံးသက်ချက်ဆိုလို့ရှင်တော့ကျွန်တော်ဒါကအင်အားကြီးနိုင်ငံတက်နိုင်ငံအိန္ဒိယနိုင်ငံရဲ့နယ်ချဲ့ချင်းလို့ပဲကျွန်တော်ကတော့မြင်တယ်အိန္ဒိယနိုင်ငံမှာဒီအထောက်အထားပြည်စုံသွားနေတဲ့လူတွေမှာလဲဖန်စီစစ်ခံရတာတွေရှိတယ်လို့အဲတိရတယ်ပေါ့ အဒီဒီလိုနယ်စပ်မြင်းတလျှောက်မှာနေတာတွေကိုအိန္ဒိယအာနာပိုင်တွေကနေပြီးတော့မြန်မာပြည်ကိုပြန်ပို့တဲ့ဖြစ်စဉ်တွေရှိတယ်ပေါ့အိန္ဒိယအာတန်ရိုင်ဖယ်တပ်တွေကနေပြီးတော့မှစစ်ဝထန်ခေါ်တဲ့ဖြစ်စဉ်တွေလည်းရှိတယ်ဆိုပြီးတော့ဒေသခံတွေကပြောဆိုနေကြတာရှိတယ်ဆိုတော့လက်ရှိကအဲ့ဒီအိန္ဒိယနိုင်ငံမှာနေထိုင်တဲ့မြန်မာဆက်ရှောင်းတွေကဘယ်လိုခက်ခဲတွေရင်ဆိုင်နေကြရလဲဟုတ်ဒီပေါ့နော်အာတန်တပ်တွေကတော့ တဲ့တက်တော့မဟုတ်ဘူးကောနော်နေဆက်မှာရှိရဲအများစုကတော့ဒါအာဆမ်လိုက်ပဲဆိုတော့တက်ပဲပေါ့ဆိုတော့အဲ့တက်တင်ကတော့ဒီမြန်မာနိုင်ငံသားရေလို့တော့သူမဟုတ်ဘူးကောနော်တို့နိုင်ငံဘက်ချမ်းမနေရဲသူအားလုံးကိုကောနော်ဆိုတော့ကျွန်တော်အများစုကလောလောဆယ်ရှောင်းနေရလေဖြစ်တဲ့အပြင်ကမနေဆက်မှာကျွန်တော်အလုံးရင်းမိခုနဲ့ကျွန်တော်ဆွေလေးရှောင်းနေရလေဆိုတော့အဲ့ဆွေလေးရှောင်းအများစုရှိရဲ့ရွာတွေမှာတော့ဒီဗနိုင်းတွေကပ်ပြီးတော့မှ သူတို့တက်တယ်မှာစီဝီသူတို့တက်တယ်မှာဒါလာပြီးတော့မှစမှုထမ်းဖို့အတွက်ပေါ့နော်အဲ့လိုမျိုးစီယုံနာမျိုးတော့ရှိရဲနောက်ဒီလူငယ်တွေအရင်ဆူဆူဆူနဲ့အလုပ်လှုပ်ရှုပ်နေတဲ့အနေအထားမျိုးနောက်ဘောလုံးမွေးတွေပါလောက်တဲ့အနေအထားမျိုးဆိုတော့သူတို့တက်ပုံရိုက်ပြီးတော့မှဒီရဲ့တက်ပုံနေနဲ့စီယုံစင်နာမျိုးအဲ့လိုမျိုးတော့ရှိရဲလို့ကျွန်တော်ကြားမိပါတယ်ဟုတ်အင်းမြန်နိုင်ငံမှာမြန်မာနိုင်ငံသားစစ်ဘေးရှောင်ဦးရောကျွန်တော်အထူးကြမပြောနိုင်ဘူးပေါ့နော်တေချာတော့တဲ့နိုင်ငံလုံးအားနဲ့ခြုံကြည့်မယ်ဆိုတော့ဒါမီဇိုရမ်နာဂါလန်ကျွန်တော်မနီပူပေါ့နော်ဒီဟာနေဆက်ထိဆက်နေတာဆိုတော့အင်အားကတော့ဒါ ိန်းကနန်းလောက်ရှိမှာတော့ကျွန်တော်ထင်တယ်ပေါ့နော်။ဟုတ်တမှုနယ်ဆက်ကတော့ဒါမနီဒီမနီပူကမနီပူကပြည်နယ်ပေါ့နော်။အဲ့ပြည်နယ်မှာတော့အများဆုံးပေါ့ဟုတ်။သူကမြေတော့ပေးတယ်ပေါ့နော်ကျွန်တော်ဆိုတော့ဒီလိုမျိုးမှာလက်ရှိအိမ်အိမ်စရိတ်တွေကသူက ုံမှန်ကျွန်တော်တို့ဒီဆစ်ဆောင်နေဆိုလို့ရှင်နေဆက်ချင်းရွာတွေမှာနေရကူကီးရွာတွေပေါ့နော်အဲ့ရွာတွေမှာရွာတကြီးရဲ့အာနာတည်တယ်ပေါ့နော်ဆိုတော့အဲ့ရွာတကြီးရဲ့ပိုင်နဲ့ဖြစ်တဲ့တောင်လေးနောက်သူတို့ပိုင်နဲ့ဖြစ်တဲ့မြေတွေပေါ့နော်အဲ့မြေတွေမှာကျွန်တော်တို့ဒီဆစ်ဆောင်တွေကိုနေခွင့်ပေးရပေါ့တိုးတော်လဲကျွန်တော်တို့တွေဒီဒီမာနေနေစဉ်ကာလပဲအဲ့ဒီအိမ်မှာကျွန်တော်နေခွင့်ရှိတယ်ကျွန်တော်မြန်မာနိုင်ငံဘက်ကိုပြန်ပြောင်းသွားတဲ့အချိန်မှာအဲ့ဒီအိမ်ကတကြီးပိုင်သွားပြီဆိုတော့ သူတို့မြည်တော့ပေးတယ်ပေါ့နော်ကျန်တဲ့ဆောက်လုပ်တဲ့ဟာရပါတယ်အကုန်လုံးကျွန်တော်တို့ကိုကိုဘာသာကိုပဲဒီဆက်ဆောင်သူတို့ခါကြတယ်ကိုကကိုဆောက်လုပ်ကြရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကိုကအိမ်ဆောက်ပြီးတော့မှနေရဒီကာလမှာအိမ်တလုံးဆိုတာတိန်300ဆိုလဲဟုတ်တယ်300ဆိုလဲဟုတ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးနေနေတယ်နောက်အထောက်ထောက်ထားောက်လဲတက်နိုင်ဆုံးဒီတကြီးထောက်ခံစားရတယ်နောက်ဒီဟောပေါ့ဖက်တန်းကွင်းထောက်ခံစားရတယ်အဲ့လိုနေနေနေပေမဲ့လဲตั้วไล่တဲ့အချိန်နေမှာကျွန်တော်ခီးတစ်ခုตั้วရဲ့ဆိုကြပါစို့အခုလက်ရှိမှာ channel ခဲကိုကျွန်တော်ခီးตั้วမယ်ဆိုလို့ရှင့် ခီးသွားတယ်ဆိုတာတက်သူစိုက်ခဲ့တယ်ဈေးနဲ့ဖြတ်တယ်ပေါ့နော်လမ်းဘာဆိုနေမီရဲ့ဆက်ဆက်နေတာကိုကျွန်တော်တို့ဘက်တည်းကဆိုတော့ခရင်တစ်ခုနဲ့တစ်ခုနဲ့ဆက်ဆက်နေလို့ကျွန်တော်တို့ကလမ်းသွားလိုက်တဲ့အချိန်မှာဟိုဘက်ခရင်မှာရှိတဲ့အဆမ်ရိုင်ဖေးကကျွန်တော်တို့ဖမ်းလိုက်ပြီးဒီဘက်ခရင်ကအဲဒီကြကြီးကပေးထောက်ခံစားသည်ဒီဘက်မှာတော့အထောက်ထားပြည်စုံတယ်လို့ပြောလို့မရတဲ့အနေအထားမျိုးတွေပေါ့နော်နောက်ဒါကျွန်တော်တို့ဒီစစ်ချောင်းမှာနေနေရပါကျွန်တော်စစ်ဝေးချောင်းနေဟုတ်ပါတယ်ဆိုတော့လည်းပဲ သူတို့လက်မခံဘူးသူတို့ဖမ်းတယ်နောက်သူတို့လက်မခံဘူးသူတို့ရိုက်တယ်သူတို့လက်မခံဘူးသူတို့တခြားသောဒဏ်ပေးတာတွေအဲ့ဒါစခန်းမှာတနေုံထိုင်ခိုင်းတာမျိုးတွေနောက်ကျွန်တော်တို့ကိုအချင်းချင်း contact မလုပ်ဖက်နဲ့ဒီမှာပဲငါပေါ့နေနေပါဆွဲပုံစံမျိုးတွေပေါ့နော်နောက်ဘယ်လောက်ထိစိုးလဲဆိုကျွန်တော်တို့2023မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖမ်းခံရတဲ့ဟိုဘာလို့မိုးလေးမြို့တွေမှာဖမ်းခံရတဲ့လူတွေရှိတယ်ပေါ့နော်ဆိုတော့ဒီလိုဖိအားကြီးရဲမှာကျွန်တော်တို့ဆစ်ဆောင်နေနေနဲ့က အသက်ရှင်နေပုံမလင်းပြရည်စစ်မြန်မာဘက်အချမ်းမှနေခဲ့လို့ကျွန်တော်ဘဲချိန်မှလေးဘုံချမှာကျွန်တော်မသိနိုင်ဘူးပေါ့နော်ဆိုတော့အဲ့လေချောင်းတန်တစ်ခုလေးနဲ့ပဲကျွန်တော်တို့အိမ်ရဘက်ကိုหนีလိုက်ကြရတယ်စားဝတ်နေရေးအဆင်မပြေဘူးနေထိုင်ရေးကျွန်တော်တို့အဆင်မပြေဘူးရေအရန်ရှားတယ်မိုးရအောင်ရေခံတဲ့ကာလာလောက်ကလွဲလို့ရှင်ကျန်တဲ့အချိန်တွေကတော့ကျွန်တော်တောက်ရရစတော်တော်ရှားတယ်ပေါ့နော်တောင်ပေါ်လေးဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်ဒီတောင်ကြရီကိုပဲတုံးရတယ်ပေါ့နော်ဆိုတော့တောင်ကြရီကိုသူတို့ပုံမှန်ရွာရွာမှာသူတို့က လင်းငါဆိုင်နောက်ကတရားတည်ပြီးနေတာဆိုတော့လင်းငါဆိုင်ဇာလောက်တောင်ကြီးရအဆင်ပြေပြီးမှကျွန်တော်တို့ဆစ်ဆောင်တဲ့အလုံးရင်းဝင်လာတဲ့အင်ဂျင်100 200လောက်မှတော့အဲတောင်ကြီးရဒီအဆင်ပြေမနေတော့ဘူးပေါ့နော်ဆိုတော့ဒီလိုမျိုးပုံမှန်နေ့တည်းတူကပြဿနာကြီးတင်းမှမှဒီလိုအခက်မသိတဲ့ပြဿနာမျိုးတွေဖြစ်လာတဲ့အချိန်မှာအကုန်လုံးကတော့အခုလက်ရှိတော့ပုံမှန်မှုတွေနဲ့နေကြတာပေါ့နော်ဟုတ်ဒီပေါ့နော်ဘောနလူစားနာပြင်ဖောက်ပတ်မှုမျိုးကိုကျွန်တော်တို့မရခဲ့ဘူးပေါ့နော် တခြားနေရာတွေနောက်အညာဘက်တွေမှာဆိုတော့ဒါဆစ်ဆောင်နေရွာတွေနောက်မရှုခင်ရွာတွေဆိုချက်တို့ နည်းနည်းဆက်ဆက်ထောက်ပံ့ရရဲ့မှာတစ်ဖွဲ့မဟုတ်တစ်ဖွဲ့လာမထောက်ပံ့တာမျိုးကြီးရှိတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့နယ်ဆက်ဘက်ကိုကြာတော့နယ်ဆက်ဘက်အတင်မှာဒါတခြားနယ်ဆက်တွေဆက်စတိုင်အိန္ဒိယနယ်ဆက်ပေါ့နော်။ဒါအားလုံးသိထားတဲ့အတိုင်းပဲအိန္ဒိယဒီဒီမိုကရေစီနိုင်ငံပရိုမက်ဆိုဒီမိုကရေစီဘူးအိန္ဒိယနိုင်ငံလို့တော့ခေါ်ကြတယ်။သို့တော်လည်းပဲတကယ်တကယ်ကျွန်တော်မြေမြန်မာကြုံနေရတော့ဒီမိုကရေစီမဆက်ဘူးပေါ့နော်။နိုင်ငံနိုင်ငံတကာရဲ့အကူအညီကျွန်တော်တို့ရဖို့အတွက်နေတယ်ဒါကျွန်တော် speak out တာမလုပ်နိုင်ဘူး။တကယ်လို့ကျွန်တော်တို့အဲ့လိုမျိုးပုံပုံလင်းလင်းပြောခဲ့တယ်ဆိုရင်ဒီ ွားလာတဲ့နေရာမှာကန့်သက်ခံရတယ်ပေါ့နော်တိရတာကန့်သက်ခံရတယ်။နောက်သူနဲ့အဆင်မပြေတဲ့အနေအထားမျိုးရှိတယ်။နောက်အိမ်ရဘက်ကအိမ်ရဘက်ကနေပြီးတော့မြန်မာစကားစနဲ့လည်းသူတို့အရန်ပူတွဲနေတဲ့ခါကြတော့ပေါ့နော်။ဒီပီယာဆင်းနဲ့အုတ်ချုပ်တဲ့တင်နေမှာဆိုတော့ဒါရိုက်ဆက်ဆံတာမျိုးလေးဆိုတော့ဒီအစိုးရတို့အစိုးရသူတို့ဆက်ဆံနေတဲ့အချိန်မှာနေစမှာရှိရကျွန်တော်တို့စစ်ဘေးရှောင်ပြည်သူတွေဒီ စတူရင်ဘွားကစားခွက်လေးတွေလိုပဲပေါ့နော်သူတို့အဆင်မပြေတဲ့အချိန်ကျွန်တော်တို့ဖမ်းခံရတယ်သူတို့အဆင်ပြေသွားတဲ့အချိန်ထိလည်းကျွန်တော်တို့ဖမ်းခံနေရတုံးပဲဆိုတော့အနေထားမျိုးတွေပေါ့နော်သူတို့သူတို့အချင်းချင်းကြားထဲမှာဟိုတကူးအဲ့ဒါတက်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနေဆက်မှာရှိတဲ့ဒီအကုန်လုံးကဘယ်ကိုပြေးလို့ပြေးရမှန်းမသိနော်ပထမအနိုင်ငံမှာစစ်ဖြစ်တယ်ကျွန်တော်စစ်ရှောင်ရတယ်ဒုတိယစစ်ရှောင်တဲ့နိုင်ငံမှာပါစစ်ထားဖြစ်တဲ့အချိန်မှာကျွန်တော်တို့မှနေစရာမရှိတော့ဘူးဆိုတော့ကျွန်တော်တို့နိုင်ငံစစ်ဘေးရှောင်လို့ခေါ်ကြရပေါ့နော်ကိုကိုဆိုတော့ အဲ့လိုမျိုးအနေထားနဲ့ကျွန်တော်စုံနေရတာကြုံနေရတာပေါ့နော်ဖြစ်နိုင်မယ်ဆိုတော့ဒီအိညာနဲ့မြန်မာနယ်ဆက်ဖြစ်တဲ့ဒီတမုနယ်ဆက်မှာလည်းငံငံကအဖွဲ့အစည်းအနေနဲ့အထောက်ပံ့နေအများကြီးရှိဒီသတင်းတွေဖြစ်ပြီးတော့နောက်မှာပေါ့နော်ထောက်ပံ့မှုတွေဒီထက်ပိုပြီးတော့မအအောင်ဆိုက်လာပေးနိုင်မယ်ဒီထက်ပိုပြီးတော့မှထောက်ပံ့မှုတွေလုပ်ပေးနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီလိုနယ်ဆက်တွေမှာအသွာလာကန့်တတ်ထားတာတွေပိတ်ပင်ထားတဲ့ဆိုတော့အခြေအနေမျိုးတွေရှိတဲ့အခါကျတော့ဒီတော်လိုင်းအင်အားစုတွေနဲ့ အိန္ဒိယနိုင်ငံကိုရောက်နေတဲ့မြန်မာစစ်ရှောင်းတွေကြတော့ဘလို့နေထိုင်နေတယ်လို့တိုက်တွန်းနေမှာလဲဗျဘလို့ပဲဒီလိုမျိုးစစ်ကနာရဲ့ဖြစ်နေဖြစ်နေပေါ့နော်ကျွန်တော်တို့ကဒါပြည်နယ်နိုင်ငံရဲ့အထူးစားအာဏာအောက်မှာနေကြတာပေါ့နော်ဆိုတော့အတက်နိုင်ရင်ကျွန်တော်တို့နိုင်ငံရဲ့လောကြီးကျွန်တော်မဖောက်ပြက်ဖို့လိုတယ်။နောက်ကျွန်တော်တို့ကိုယ်တိုင်လည်းကျွန်တော်တို့ကိုယ်တိုင်နိုင်ငံနာတစ်စီနေရပေါ့နော်တစ်စီနေရတုံးတော့မှာပေါ့စစ်ဖြစ်နေတဲ့နိုင်ငံကိုဆိုတော့ ဲ့လိုနိုင်ငံမှာကျွန်တော်နေနေရတာဖြစ်တဲ့ကြောင်းသူများနိုင်ငံမှာနေရချိန်မှာကျွန်တော်နိုင်ငံပြီးစစ်ဖြစ်နေတော့လဲပဲကျွန်တော်တို့အချင်းချင်းကတော့နေနေဖြစ်ဖြစ်ရှိကြရတယ်ကျွန်တော်အချင်းချင်းကတော့ဇိုင်းမင်းကူညီကြရတယ်ပေါ့နော်နောက်တစ်ချိန်မှာကျွန်တော်တို့ကျွန်တော်နိုင်ငံအောင်ပြန်มาဖြစ်တယ်ဆိုတော့ကြောင်းဒီကာလမှာဘလောက်ပဲအခက်အခဲရှိနေကြစေပေါ့နော်ကျွန်တော်တို့အချင်းချင်းထားတဲ့စီမီပေါ့နော်ဒီနိုင်ငံမှာကျွန်တော်တို့ထိုင်ရမယ့်စီမီစီတမ်းတွေဒီနိုင်ငံရဲ့ဥပဒေကြီးเนาะကျွန်တော်အတက်နိုင်တဲ့ တိုင်းနာဆောင်ကျင်းပြီးတော့မှကျွန်တော်တို့ဘုံမှာမရှိလိုက်တဲ့အထိပ်ပိုက်နိုင်တဲ့အနေအထားမျိုးရှိရဆိုလို့ရှင်တော့အဲ့ဒီဥပဒေကိုကျွန်တော်လိုက်နာလို့တကယ်တော့အလေးမှတ်တက်တင်းပြန်ပါရဲ့ဆက်သက်လေဒီဟာတနအိမ်ပိုင်း60နေပါတီလင်းမြအောင် ပြန်တန်းနိုင်တယ်လို့လေ့ကျင့်240ကီလိုဂရမ်ထိတည်ဆောင်နိုင်ပါတယ်မြင့်ပေ1800အထိလည်းပြန်တက်နိုင်ပါတယ်ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့သတိပြုပါအင်ဂျင်ဆက်တန်ပန်ကာတန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ ဆက်သက်လေးဒီကိုမြန်မာကဒါမှမဟုတ်အန်ဒီရဲ့သတိပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါလူထုထက်တဲ့နေရာနဲ့စီရေးအခြေစိုက်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှောင်ရှားပါ